ကျင်းစာမိကနေ့ရပေါင်းများစွာပိတ်မိနေခဲ့တဲ့တရမာလေးနဲ့ထက်တန်းကျောင်းသားလေးကြားချစ်ဆက်လန်းမင်္ဂလာပေါင်းတဲ့ခါကျောင်းနဲ့ဤကောင်းရင်မြတ်ဖြစ်ပါစေပရိသတ်များခင်ဗျာဒီနေ့မှာတော့ထူးဆန်းတွေလာဇလန်းဒီကိုမှကြိုက်နေတဲ့ပရိသတ်ကြီးတို့အတွက် Gain Hume Point ဆိုတဲ့ဇလန်းလေးကိုတင်ဆက်ပေးသွားမှာမို့ကြည့်ရှုအားပေးကြပါဦးခင်ဗျာဇလန်းလေးရဲ့အစမှာတော့နှစ်ပေါင်း100ကျော်အောင်ကောင်မလေးတယောက်ကအိမ်ထဲကနေထွက်သွားဖို့အချိန်ပေါင်းများစွာကြိုးစားခဲ့ပေမဲ့အချိန်တိုင်းမမြင်ရတဲ့နိုင်ငံတစ်ခုကသူ့ကိုတားဆီးထားခဲ့ပါတယ် ်ဘသူကမှလည်းသူ့ကိုမမြင်နိုင်ပဲနဲ့သူကအိမ်ထဲမှာအကြာကြီးပိတ်မိနေခဲ့တဲ့အတွက်သူကအသေးရောက်လာတဲ့အိမ်သားတွေကိုစားနောက်ပြီးတော့အပျော်ရှာလေးရှိပါတယ်။သူကတမင်သက်သက်သူတို့နားကိုဖြတ်သွားကပူတဲ့အနေနဲ့လည်းခင်းနေမှာသူတို့ကိုအိမ်များတဲ့ခံစားချက်ကိုပေးခဲ့ပါတယ်။ဒီနောက်မှာတော့သူကသူတို့ကိုခြောက်လှမ်းဖို့အတံပလန်တွေလည်းလုပ်ခဲ့ပါတယ်။သူကအမြဲတမ်းဒီလိုပဲနေသွားရတော့မယ်လို့ထင်ခဲ့ပေမဲ့ဒီမှာတော့အိမ်ကိုသူနဲ့တက်တူရဲလူကောင်းလေးတယောက်ကရောက်လာခဲ့ပါတယ်။ဗီဒီယိုထဲမှာဝက်စားတွေထဲနေတော့ကိုကဖနက်တစ်ဖက်ကိုကန်ထုံးမိခဲ့ပြီးတော့ ဖနက်ကနိုင်ရန်ကိုသွားမယ်လို့ရေဝဲတကားကပွင့်လာခဲ့ပါတယ်။အထဲမှာတော့သူ့ရင်အိမ်ပိုင်ရှင်ရဲ့ဟာလို့ထင်ရတဲ့အနီရောင်အဖုံးနဲ့ဓာတ်ပုံအဲဗန်ကိုတွေ့ခဲ့ပါတယ်။အဲဗန်ထဲမှာတော့ဘီးဆိုတဲ့ကောင်မလေးရဲ့ကလေးပေါက်စအရွယ်ကနေစပြီးတော့လှပတဲ့တက်တန်းချောင်းသူအရွယ်အထိကိုပုံတွေရှိနေခဲ့ပါတယ်။နောက်ဆုံးဓာတ်ပုံကကိုးကန်လိုက်ရပြီးဘီးကလည်းတည်ဆုံသွားတဲ့အတွက်ဓာတ်ပုံကအဲ့လောက်ပဲရှိနေခဲ့တာပါကိုကသူ့ရဲ့ဓာတ်ပုံအဲဗန်ကိုခိုးကြည့်နေတဲ့အတွက်ဘီးကသဘောမကျဘဲနဲ့အဲဗန်ကိုခဏခဏပိတ်ပစ်ခဲ့ပါတယ် ဂောဂအေဗန်ကိုထပ်ဖွင့်လိုက်တဲ့အခါမှာတော့အထက်ကနေလက်စော်တခင်ထွက်လာခဲ့ပြီးတော့ကျမ်းပြေဘော်ကိုကြသွားခဲ့ပါတယ်။လက်စော်ကကိုသောဘော်ကိုကြသွားတဲ့အတွက်ဘာသာမှမထွက်တော့ဂောဂတတိမထားမိခဲ့ပါဘူး။နောက်တစ်မိနစ်မှာတော့ဂောဂလက်စော်ကိုတင်းတင်းမိကခြေထောက်နာသွားတော့လက်စော်ကိုတွေးသွားခဲ့ပါတယ်။လက်စော်ကမြားကြောက်လေးလုံးနဲ့လှဆင်ထားတာဖြစ်တဲ့အတွက်နေအောင်အောက်မှာမြားစင်းရောင်လေးကတောက်ပနေခဲ့ပါတယ်။ဂောဂလက်စော်ကိုသူ့လက်မှာဆွလိုက်တော့ဘီးကရုတ်တရက်သူ့နောက်မှာပေါ်လာခဲ့ပါတယ်။ ဒီနောက်မှာတော့ကိုကလက်စွပ်ကိုဆော့ထားရင်ဘီးကိုမြင်နိုင်တယ်ဆိုတာသဘောပေါက်သွားခဲ့ပြီးထင်အောင်ထင်မှားဖြစ်နေတာမှုံမှန်းတိသွားတော့လက်စွပ်ကိုလွတ်ပစ်ခဲ့ပါတယ်ဒီနောက်မှာတော့သူကဘီးရဲ့အယ်ဘမ်ကိုဖွင့်လိုက်တဲ့အခါမှာတော့တရေကတပ်ပုံတွေကအကောင်မလေးမှန်းတိသွားခဲ့ပါတယ်အဲဒီချိန်မှာပဲဂျမ်းမြင်ဘောကလက်စွပ်ကလေထဲမြောက်တက်လာခဲ့ပါတယ်ကိုကလက်စွပ်ကိုယူလိုက်ပြီးတော့ပြန်ဝေးလိုက်ပါတယ်နှစ်ရပေါင်းများစွာကြာမှတရေကသူ့ကိုမြင်နိုင်တဲ့အတွက်ဘီးကကိုကိုလက်စွပ်ကိုမချုပ်ဖို့လေးတန်းအေးအေးလေးနဲ့တောင်းဆိုခဲ့ပါတယ် ်ကိုကတော့ကြောက်လန့်နေခဲ့ပြီးတော့အိယာပေါ်မှာကြာကြီးထိုင်နေတာစိတ်ငြိမ်သွားတော့မှပဲဘီကိုဘလို့ဖြစ်ခဲ့တာလဲဆိုပြီးတော့အမေးခဲ့ပါတယ်1930ခုနှစ်တုန်းကဘီကပြားလိုက်တခုကနေလက်စော့တကွင်းကိုဂျူခဲ့ပြီးပြင်ရောက်တော့လက်စော့ကိုကြည့်နေတော့မှပဲကားတိုက်ခံခဲ့ရတာဖြစ်ပါတယ်ဒါမဲ့လည်းအဲ့ဒီနောက်မှာသူကသူ့အိမ်ခန်းထဲကိုပြန်ရောက်လာတာကိုသိလိုက်ရပါတယ်အဲ့ဒီချိန်ကစပြီးတော့သူကဘယ်ပေါက်ကားမှထွက်မရတော့ဘဲနဲ့အိမ်ထဲမှာပိတ်မိသွားခဲ့တာပဲဖြစ်ပါတယ်ဘီကကိုးနဲ့စကားပြောဖို့စိတ်အားထက်သန်နေခဲ့ပေမဲ့ကိုးကတရေတကောင်နဲ့တကယ်ချင်းမဖြစ်စင်ခဲ့ပါဘူး သူကဘီကိုချင်းချင်းမသိချင်အောင်ဆောင်းကကိုဘနဲ့ကိုနေဖို့ပြောခဲ့ပါရီဘီကလည်းဂူမဆိုင်ချင်အောင်ဆောင်းကကိုပြောတဲ့အတိုင်းသဘောတူခဲ့ပေမဲ့လေကိုကအင်စာလုံးနေတော့ပစ္စည်းတွေရွှေ့ကအတန်ထွက်အောင်လုပ်ပြီးတော့နှောက်ရှက်ခဲ့ပါရီကိုကသူ့ကိုစကားပြန်ပြောတဲ့အခါမှာတော့သူတို့ကချင်းချင်းပူနားလေခဲ့ကြပါရီသူတို့နှစ်ယောက်စလုံးကဂီတကိုချင်းမြတ်နိုးကြကဘီကလည်းဂီတပညာရှင်မိသားစုမှမွေးဖွားလာတာဖြစ်ပြီးတော့ဂီတသင်တန်းကျောင်းမှာကြီးပင်းလာတာပဲဖြစ်ပါရီ ိုးကလည်းကလေးဘွားတွေကဂီတာတီးတက်ခဲ့ပြီးတော့ဘယ်သင်းနေနေတီးတက်ပေမဲ့လည်းမကြသေးခင်ကသူ့ဖေဆုံးသွားတဲ့ကဂီတာကိုမတူတီးတော့တာပဲဖြစ်ပါတယ်။ကိုးကစကားတွေများကြီးပြောရင်မားတွေများကြီးပါမာဆိုးတဲ့အတွက်ဘီးကိုတိတ်တိတ်နေဖို့ပြောခဲ့ပါတယ်။ဘီးကလည်းသဘောတူလိုက်ပေမဲ့ညစာစားချိန်ရောက်တော့ပြဿနာရှာခဲ့ပါတယ်။သူကကိုးမေရှိမှပစ္စည်းတွေရွှေ့ကစားနောက်ခဲ့ပြီးတော့လန်သွားတဲ့ကိုးကလည်းသူ့မေမသိအောင်ရှောက်ပြောခဲ့ပါတယ်။ညစာစားပြီးတော့ကိုးကသူခန်းထဲပြန်သွားကလက်စော့ပြန်စော့ခဲ့ပါတယ်။ သူကဘီကိုသူ့မိကိုမနှောက်ယှက်ဘူးဆိုရင်လက်စွပ်ကိုအမြဲဝတ်ထားမယ်လို့ကတိပေးခဲ့ပါတယ်။သူ့မိကဒုက္ခတွေအများကြီးကြုံတွေ့ထားရတဲ့အတွက်အိမ်ထဲမှာအစ်တရာကျော်ရှိတဲ့တရေတကောင်ရှိနေတာကိုမသိစေချင်ခဲ့ပါဘူး။ဒါကိုကြားလိုက်ရတဲ့အခါမှာတော့ဘီတယောက်ပျော်သွားခဲ့ပြီးတော့အကောင်းကြီးပြားခဲ့ပါတယ်။ဒါမဲ့လည်းကိုကသူ့ကိုအစ်တရာကျော်တဲ့တရေလို့ခေါ်လိုက်တဲ့အတွက်ဆိတ်ရှုပ်သွားခဲ့ပြီးတော့ကိုကရှင်းပြလိုက်တော့မှပဲသူကလွန်ခဲ့တဲ့ရာစုနှစ်တည်းကတည်သွားခဲ့ပြီးမှသဘောပေါက်သွားခဲ့ပါတယ်။ သူကနှစ်ပေါင်း30လောက်ပဲကြာသေးတယ်လို့ထင်ခဲ့ပေမဲ့ရာစုနှစ်တစ်ခုရှိသွားပြီမှန်တည်သွားတဲ့အခါမှာတော့တုံ့လို့သွားခဲ့ပါတယ်။ဒီရာစုနှစ်အတွင်းမှာအပြင်ကဘာမှာဘာရီပြောင်းလဲသွားလဲဆိုတာသူကဘာမှမသိခဲ့တော့ကိုကိုတည်ချင်တာမှန်သမျှမေးခဲ့ပါတယ်။ဒီနောက်မှာတော့ဘီကသူ့လက်ကိုပရင်းပေါက်မှာထုတ်လိုက်နိုင်ခဲ့ပြီးတော့အကြောင်းတချို့ကြောင့်သူ့ကိုတားဆီးထားတဲ့နယံကရုတ်တရက်ပြောက်ွယ်သွားခဲ့ပါတယ်။ဒီနောက်မှာတော့ဘီကဆိတ်ရှုပ်သွားကသူ့ကိုအပြင်ကဘာကိုလိုက်ပြဖို့ကိုကိုတောင်းဆိုခဲ့ပါတယ်။ ဒါကတော့ရာစုနှစ်အတွင်းသူအိမ်ပြင်ထွက်တာပထမဆုံးဖြစ်ပြီးတော့သူကပြင်ပကလေကိုတဝါကြီးကိုရှူဆိုင်ခဲ့ပါတယ်။ဒီကသူ့ကိုလောင်ပိတ်ထားတာကအိမ်လို့ထင်ခဲ့ပေမဲ့တကယ်လို့လက်စွပ်ဖြစ်နေမှန်းတည်သွားခဲ့ပါပြီ။လက်စွပ်ကပြင်ရောက်သွားရင်တော့သူလည်းပြင်ခတ်လို့ရပြီးတော့ကိုကသူ့ကိုလမ်းမပေါ်ခေါ်သွားကမြင်သမျှအကုန်လုံးကိုရှင်းပြခဲ့ပါတယ်။သူတို့ကခစ်ပေါ်ချင်းတွေကိုနားထောင်မှုတခြင်းခွေရောင်းတဲ့ဆိုင်ကိုသွားခဲ့ကြပြီးတော့ကိုကသူ့ကိုအင်တာနက်ပေါ်ကနေကဘာကြီးရဲ့ပြောင်းလဲမှုကိုရှင်းပြခဲ့ပါတယ်။ အပြူမဲရုပ်ရှင်တွေကနေစမတ်ဖုန်းတွေအထိကိုပြောင်းလဲလာတာကိုတွေ့လဲရတဲ့အခါမှာတော့ဗီဒီယိုစိတ်ဝင်စားနေခဲ့ပါတယ်။သူကတခြင်းနေအများကြီးကိုထည့်ထားလို့ရတဲ့ဖုန်းတွေကိုလည်းသဘောကျနေခဲ့ပြီးတော့နောက်တစ်ရက်မှာတော့ဘီကသူတက်ခဲ့တဲ့အကြောင်းရဲ့ပြောင်းလဲမှုကိုမြင်ကျင်တဲ့အတွက်ဝက်စုံပါတီရှိတဲ့အထက်တန်းအကြောင်းကိုတွားကျင်နေခဲ့ပါတယ်။ကိုကပြောင်းလိုက်ပြီးတော့မရဘူးလို့ပြောကအကုန်လုံးကတရေတွေလိုဝက်လာမယ့်အကြောင်းပြောခဲ့ပါတယ်။သူကတရေတွေကောင်ကိုအကြောင်းကိုမတွားကျင်ခဲ့ပေမဲ့လည်းနောက်တစ်ရက်မှာတော့ဘီကိုခေါ်လာခဲ့ရပါတယ်။ သူရောက်တော့လေဒီယာကသူ့ကိုနှုတ်ဆက်ခဲ့ပြီးဘီကသူ့ဘေးကနေကိုကိုလေဒီယာကသူ့ကောင်မလေးလာလို့မေးခဲ့ပါတယ်။ဘီကိုသူတယောက်ပဲမြင်နိုင်ပေမဲ့လည်းဘီစကားတွေကြောင့်ကိုကရှက်နေခဲ့ပါတယ်။အဲဒီအချိန်မှာပဲလေဒီယာကကိုနားမှာထူးဆန်းတဲ့ခံစားချက်ကိုရတဲ့အကြောင်းခံစားမိခဲ့တော့ကိုကလက်စုပ်ကိုအမြန်ချွတ်လိုက်ပြီးတော့သူ့နားမှာဘာမှမရှိတဲ့အကြောင်းပြောခဲ့ပါတယ်။ဒါမဲ့လေလေဒီယာကလက်စုပ်ကိုမြင်သွားခဲ့ပြီးမြင်မှုသူတို့ဖြစ်နေတော့သူ့ဖိုးရဲ့ရှီအောင်ပစ္စည်းဆိုင်ကိုသွားကအပြေရှာဖို့အတွက်အစာဝါးကြီးကိုဖက်ကြည့်ခဲ့ပါတယ်။ သူကဇာုပ်ထဲမှာလက်စော့ကြောင်ရေးထားတာကိုတွေ့သွားခဲ့ပြီးတော့အဲဒီလက်စော့ကရှီအောင်အီဂျက်လူမျိုးဖာရိုသွင်းလုပ်ထားတဲ့ချစ်သူလက်စော့ပဲဖြစ်ပါတယ်။ဒီလက်စော့ကတစုံရှိတာဖြစ်ပြီးတော့လက်စော့နှကွင်းကိုခွဲထားမိရင်တော့ခွဲထားတဲ့သူကတည်သွားမှာ ဖြစ်ပြီးတည်သွားပြီးရင်လည်းဝိညာဉ်ဘဝနဲ့ထာဝရပိတ်မိနေမှာပဲဖြစ်ပါတယ်။လက်စော့ကိုပြန်ထားမှသာအဲဒီဝိညာဉ်ကနောက်ဘဝကိုကူးပြောင်းပြီးတော့လူပြန်ဝင်စားနိုင်မှာပဲဖြစ်ပါတယ်။ဒီနောက်မှာတော့လေဒီယာကကိုကိုဖုန်းဆက်ခေါ်လိုက်ပြီးလက်စော့ကြောင်သူသီးသီးများကိုပြောပြခဲ့ပါတယ်။ကိုကလည်းသူ့နောက်ကိုလိုက်နေတဲ့တရေတကောင်ရှိတဲ့အကြောင်းပြောကာ ဂျန်နယ်လက်စော့ရကွင်းကဘယ်မှာလဲဆိုတာသိလားလို့မေးခဲ့ပါတယ်။ဒေရီယာကခြားသားပြီးသားဖြစ်တာကြောင့်ဂျန်နယ်လက်စော့ရကွင်းကနယူးယောက်မှာရှိတဲ့ Great Pyramid မှာလေလံတင်ရောင်းချမှာပဲဖြစ်ပါတယ်။ကိုကလေလံပွဲမပြီးခင်မှာလက်စော့ကိုပြန်ထားရမှာဖြစ်ပြီးတော့ဒီလိုလှုပ်လိုက်ရင်တော့သူ့နောက်ကိုလိုက်နေတဲ့တရေလည်းပျောက်သွားမှာပဲဖြစ်ပါတယ်။အဲဒီနောက်မှာတော့ကိုကဘီးကိုပြောဖို့အတွက်အင်ကိုမြန်ပြန်လာခဲ့ပါတယ်။သူကအခန်းတကာဖွင့်လိုက်တဲ့အခါမှာတော့ဘီးကသူ့ခန်းကို Romantic ဆန်းဆန်းလှလှပပဖြစ်အောင်ပြင်ဆင်ပေးထားတာကိုတွေ့သွားခဲ့ပါတယ်။ ဘာကျင်ကျင်မီအောင်အောက်မှာကိုကဂီတာတီးခဲ့ပြီးတော့ဘီကလည်းဆိုပါပေါ်မှာထိုင်ကနားတော်တာဆင်နေခဲ့ပါတယ်။အဲဒါကြောင့်ဘီကလူသားတွေရဲ့ကဘာမှာတရေပြည့်ရတာပြောနေတယ်လို့ထင်ပြီးတော့ကိုကနားလည်မှုလွဲသွားကလက်စွပ်ကိုပြန်ထားဖို့အကြံကိုနောက်ဆုတ်ခဲ့ပါတယ်။နောက်တစ်ရက်မှာတော့သူကလေလံပြပွဲ website ကိုကြည့်လိုက်ပြီးတော့ဂျန်နယ်လက်စွပ်တကွင်းကရောင်းထွက်သွားပြီမှန်သိသွားခဲ့ပါတယ်။ကိုကစိတ်နဲ့လူနဲ့မကဘဲနဲ့ဂီတာကိုအာရုံမဆိုင်နိုင်တော့ဘီကတခုခုဖြစ်နေတာလားလို့မေးခဲ့ပေမဲ့ကိုကစာမေးပွဲမှာအဆင်မကောင်းလို့ဖြစ်ကြောင်းလိန်ပြောလိုက်ကသူ့ရဲ့ဂီတာကိုချထားခဲ့ပါတယ်။ အဲဒီအချိန်မှာပဲလီဒီယာကတော့သူ့ကိုစာပို့ပြီးတော့လေလံပွဲအကြောင်းနဲ့အသေးထွက်သွားပြီလားလို့မေးခဲ့ပါတယ်။ဘီကစာကိုမြင်သွားခဲ့ပြီးတော့ဘာအိပယ်လဲလို့မေးလိုက်တဲ့အခါမှာတော့ကိုကအမှန်တိုင်းပြောပြခဲ့ပါတယ်။ဘီကလက်ဆော့တုကင်းကိုယူလာမိတဲ့အတွက်အချိန်စာမိသွားတာဖြစ်ပြီးတော့တရဲအနေနဲ့ပြိမိနေခဲ့တာပဲဖြစ်ပါတယ်။လက်ဆော့တွေပြန်ပေါင်းစည်းသွားမယ်ဆိုရင်တော့အချိန်စာကပြေသွားတာဘီကလည်းလွတ်လပ်သွားမှာပဲဖြစ်ပါတယ်။အဲ့တော့ဗီဒီယိုလူသားတွေကြားမှာပြောနေတယ်လို့ကိုကထင်မိခဲ့တဲ့အတွက်ပြီးတွေ့တော့အချိန်တွေကခဏလေးနဲ့ကုန်သွားခဲ့ပါတယ် ဒီမှာတော့ကိုကတကြီးလာမှာဖြစ်ပြီးသူကတယောက်တည်းဂျန်နေခဲ့မှာပဲဖြစ်ပါတယ်။နောက်ဆုံးမှာတော့သူကအဆုံးမရှိတဲ့ချင်းနေကြီးမှာထပ်မနေချင်တော့တဲ့အတွက်အချင်းစာကနေလွတ်မြောက်ချင်နေခဲ့ပါပြီ။ဒါမဲ့လည်းလက်စော့ကရောင်းချလိုက်ပြီးဖြစ်တဲ့အတွက်ဘယ်သူဝယ်သွားမှန်းလဲမသိဘဲနဲ့အခုတော့နောက်ကျသွားပြီပဲဖြစ်ပါတယ်။ကိုကလေလံပွဲမစခင်အဲ့ဒီအကြောင်းကိုသိခဲ့ပြီးတော့သူ့ကိုမပြောခဲ့တာမှန်းပြီးကတည်သွားတဲ့အခါမှာတော့ဒေါသထွက်သွားကကိုကလည်းလက်စော့ကိုချုပ်ပြီးတော့ခန်းထဲကနေထွက်သွားခဲ့ပါတယ်။ ဲဒီချိန်မှာပဲကိုကသူမက်ဆီတွေကိုစာမပြန်တော့ကိုကចောင်းကဂီတာခန်းထဲမှာသူ့ကိုလာရှာခဲ့ပါတယ်။အဲနောက်သူကသူ့ဘာသာတီးခတ်နေတဲ့ဆန်ဒီယားကိုတွေ့ခဲ့တော့လေဒီယာကမကြောက်ဘဲနဲ့ဆန်ဒီယားဘော်ကလက်စွပ်ကိုကောက်ဆော့ခဲ့ပါတယ်။လေဒီယာကပြီးကိုကိုကလူစိုးတယောက်မဟုတ်ចောင်းနဲ့အတီးကျန်နေတဲ့အတွက်ရင်းနှီးတဲ့တငယ်ချင်းတယောက်ကိုမဆုံးရှုံးကျင်တာဖြစ်ကြောင်းရှင်းပြခဲ့ပါတယ်။ကိုကအိမ်မြန်သွားကသူ့ဖေဖုံကိုကြည့်ပြီးတော့မျက်ရည်ဝဲနေခဲ့ပါတယ်။အဲ့တော့သူ့မိကလည်းတည်သွားတဲ့သူတွေကထွက်သွားပြီဖြစ်တဲ့အတွက်ကြံခဲ့တဲ့လူတွေကလက်လော့ပေးရမယ့်အကြောင်းနဲ့ သူတို့ကိုတတိယရင်အတူတူပြောခဲ့တဲ့အချိန်တွေကိုပဲတွေးပြီးတော့တရားရုံးကိုလွမ်းနေဆိုတာတခါတော့ငါချစ်ခဲ့တဲ့အတွက်လွမ်းရတာဖြစ်ကြောင်းပြောလိုက်တဲ့အခါမှာတော့သူကသူ့မိရဲ့တောကကိုခံစားမိခဲ့ပြီးတော့သူ့မိစကားနားထောင်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဒီနောက်မှာတော့သူကလေလံပြပွဲကိုဆက်သွယ်လိုက်ပြီးတော့လက်စွပ်ဝဲသူအကြောင်းကိုမေးခဲ့ပါတယ်။ဒါမဲ့လေလံပွဲကသူတို့ကနောက်တည့်ရက်ကျမှဝဲသူရဲ့ချက်လက်တွေကိုရယူပြီးတော့ပျက်စီးပို့ပြီးမှဖြစ်ကြောင်းပြောခဲ့ပါတယ်။အဲဒါကြောင့်လက်စွပ်ကခုထိပြားတိုင်မှာရှိနေသေးမှသူကတည်သွားခဲ့ပြီးတော့ကျောင်းရဲ့ဂီတာကန်ကိုပြန်သွားကာ ပြီးကိုတွေ့တော့အကျိုးကြောင်းရှင်းပြခဲ့ပါတယ်။လီဒီယာရဲ့ကိုကြီးနဲ့သူတို့ကညာရင်းချင်းနယူးယောက်ကပြားတဲ့စီကိုသွားခဲ့ကြပါတယ်။တရေဖြစ်တဲ့တွေ့ပြီးကအရင်ဖောက်ဝင်ကအခန်းတကားတွေအကုန်လုံးဖွင့်ပေးခဲ့ပြီးတော့လီလန်နံပါတ်အတိုင်းရှာလိုက်တဲ့အခါမှာတော့သူတို့ကဂူရောင်ထဲမှာလက်စွပ်ပါတဲ့ခုကိုရှာတွေ့ခဲ့ကြပါတယ်။အဲဒီနောက်သူတို့ကဘူးကိုဖွင့်ကြည့်လိုက်တော့ဘီကဂျန်တဲ့လက်စွပ်တကွင်းမှန်းချက်ချင်းမှတ်မိသွားခဲ့ပြီးကိုကလည်းစင်သင်းဖြစ်ပြီလားလို့မေးခဲ့ပါတယ်။ဘီကသူ့ကိုကြည့်ကခေါင်းငိမ့်ပြလိုက်တဲ့အခါမှာတော့ကိုကလက်စွပ်ကိုချွတ်ပြီးတော့တစ်တာတဲ့ထဲ့မဲ့အချိန်မှာဘီကသူ့ကိုတားခဲ့ပါတယ်။ ဒီနောက်မှာတော့သူကအခုမလုပ်လိုက်ရင်ဘယ်တော့မှလုပ်လိုက်ရမှာမဟုတ်တဲ့အတွက်ကိုကိုနန်းခဲ့ပါတယ်။အဲနောက်ပြီးကတရေဖြစ်ပြီးတော့လူတွေနဲ့မတိတွေ့နိုင်ပေမဲ့လည်းအဲဒီနန်းကသူတို့နှစ်ယောက်ကြားကချစ်ကိုပေါ်လွင်စေခဲ့ပါတယ်။အဲနောက်ကိုကဆုံးဖြတ်ချက်ချလိုက်ပြီးတော့လက်စွပ်ကိုချုပ်ကခနာလောက်လက်ထဲမှာစုပ်ကင်ထားရင်းနဲ့ဂရုတစိုင်းနဲ့ပူရဲကိုထဲခဲ့ပါတယ်။အဲနောက်မှာတော့ကိုကလေးလံတဲ့ခြေလန်းတွေနဲ့ပြားတွေကနေထွက်လာခဲ့ပြီးတော့အိမ်မဲရောက်တော့ဘီရဲ့ဓာတ်ပုံအေဗန်ကိုခွင့်ကြည့်ခဲ့ပါတယ်။ဒီချိန်မှာတော့ဘုံသက်တွေကလည်းထူးဆန်းစွာနဲ့အေဗန်ရဲ့နောက်ဆုံးမှာပေါ်လာခဲ့ပါတယ်။ ဘီကာဂီတသင်တန်းကျောင်းကနေပွဲရခဲ့ပြီးတော့ချိရတဲ့သူနဲ့တွေ့ဆုံကလက်ထပ်ပြီးတော့ကလေးနှစ်ယောက်မွေးဖွားခဲ့ပါတယ်။အဲဒီအချိန်မှာပဲဘီက1930ခုနှစ်ကပြားလိုက်တဲ့ကိုပြန်ရောက်သွားခဲ့ပါတယ်။သူကသူ့လက်ထဲမှာလက်စွပ်ကိုကင်ထားခဲ့ပြီးတော့ဒီအချိန်မှာတော့လက်စွပ်ကိုနေရာတကျပြန်ထားခဲ့ပါတယ်။အဲဒီအချိန်ကစပြီးတော့သူ့ဘဝကလည်းပြောင်းလဲသွားကပြားလိုက်တဲ့ကထွက်လာတော့အချိန်နဲ့လာတဲ့ကားကိုရှောင်လိုက်နိုင်ခဲ့ပါတယ်။ဇနန်းလီကတော့ဒါပါပဲခင်ဗျ။ဇုံဒီနားဆင်ပြီးခဲ့ကြတဲ့အတွက်လည်းကျေးဇူးတူပဲတင်ရှိပါတယ်။